အလုံးအတွက်အင်တာနက်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြန်မာနိုင်ငံမှာအွန်လိုင်းအသုံးပြုမှုပညာပေးဆွေးနွေးပွဲတွေနဲ့အတူတယ်လီနောရဲ့နက်မန်ဒေးနှစ်နှစ်ပြည့်အခမ်းအနားဟာ25ချိန်မြောက်ခဲ့ပါပြီ။ဖုန်းဝေဖြည့်ပြီးတာနဲ့အပိုလက်ဆောင်တွေနဲ့အတူ Viber နဲ့ပူးပေါင်းထားတဲ့တယ်လီနောကစိတ်ဝင်စားဖွယ်ရအစီအစဉ်တွေလှုပ်ဆောင်ပေးဖို့ရှိတယ်လို့ရှင်းပြပါဗျ။ So we 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 believe that uh, you know uh, to bring in digital services uh, to this country Viber ပြင်တခြား app တွေနဲ့ပါ partner လုပ်ထားတာအများကြီးရှိပါတယ်။အဓိကရည်ရွယ်ချက်ကမြန်မာပြည်မှာရှိတဲ့လူ့အဖွဲ့အစည်းတွေကို digital နည်းပညာတွေနဲ့အကျွမ်းတဝင်ရှိအောင်လှုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။ Dellino ကမြန်မာပြည်မှာပြည်သူတွေရဲ့စွမ်းရည်ကိုမြင့်တင်ပေးဖို့အမြဲတမ်းပါဝင်မှာပါ။တယောက်နဲ့တယောက်နီးနီးကပ်ကပ်ဆက်သွယ်နိုင်အောင်လှုပ်ဆောင်ပေးရတယ်ဖြစ်ပါတယ်။ Dellino နဲ့ပူးပေါင်းထားတဲ့ Viber ကချစ်စရာကောင်းတဲ့ sticker တွေထုတ်လုပ်မှုနဲ့အတူမိတ်ဆွေတငယ်ချင်းတွေနဲ့ဆိုင်တဲ့ sticker တွေကိုလည်းဒီလအတွက်မိတ်ဆက်ခဲ့ပါတယ်။ the Burmese people enjoy sending stickers to each other. So that's why we started coming up with a lot of Talinoga နိုင်ငံကမှာသူ့ရဲ့ပြည်သက်တွေဘာလို့ခြင်းနဲ့ဆိုတာကိုစောင့်ကြည့်နားထောင်နေပါတယ်။မြန်မာပြည်ကလည်းစတစ်ကာပို့တာအရန်ကြိုက်တာကြောင့်မြန်မာလူထုတ်ဖြစ်တာပါ။နောက်ပိုင်းတွေမှာလည်းထူးခြားတဲ့စတစ်ကာလေးတွေထုတ်ဖို့ရှိပါတယ်။ Telino အသုံးပြုမယ်ဆိုရင် Viber ကနေအခမဲ့ပါပဲ။ Telino က Viber နဲ့ပေါင်းပြီးပြီးခဲ့တဲ့လကလည်းနိုင်ငံနဲ့ဆိုင်တဲ့စတစ်ကာတွေကိုမိတ်ဆက်ခဲ့ပါတယ်။